အရခတ်တက်တော်အေးပါဝင်တဲ့ညီနာမမိတ်သုံးဖွဲ့အုပ်ချုပ်ရေးဒေသရှမ်းပြည်မူစင်းမျိုးနေမိုင်းယူ105မိုင်ထေကပြည်ထောင်စုလက်မနဲ့ကြေရော်ထေကလမ်းမင်းတိုက်တွေမှာဆိုလာစနစ်လမ်းမင်းတွေကိုညီနာမမိတ်သုံးဖွဲ့ကတက်ဆင်ပေးနေတယ်လို့သိရပါတယ်။မိုင်းယူ105မိုင်ထေကပြည်ထောင်စုလက်မနဲ့ကြေရော်အတွင်မှာညရှင်ပြည်သူတွေတောရလာရအဆင်ပြေစေနိုင်ဖို့အတွက်ရည်ရွယ်ပြီးနိုဝင်ဘာလ15ရက်နေ့ကနေစပြီးတော့ဆိုလာလမ်းမင်းတွေတက်ဆင်ပေးနေတာလို့မိုင်းယူသတင်းမှဖော်ပြထားပါတယ်။ ဆိုလာမင်းအလုံးရေ190အထိတက်ဆင်ပေးတော့မှာပါအဲ့ဒီဒေတာမှာလျှက်စင်မင်းလာရှင်မမှန်ပေးတနစ်ကို2နာရီတောင်လျှက်စင်မင်းမြဖြစ်နေတယ်လို့ဒေတာကန်အမျိုးသမီးတယောက်ပြောဆိုချက်ကိုကိုကာပြီးတည်င်းမှာဆက်လက်ဖော်ပြထားပါတယ်105မိုင်မှာလျှက်စင်မင်းကိုစစ်ကော်မရှင်ထိန်ချုပ်ထားတဲ့မူဆဲမျိုးကနေတွေ့တန်းထားတာပါဒါပေမဲ့ဒီနေ့နဲ့အလေးပိုင်းကနေစပြီးတရက်ကိုတကြိမ်ပဲအရှင်ကက်သက်ရှန်နဲ့ လက်ဆင်မီဖြန့်ဝေပေးနေတဲ့အတွက်ဒေသနေပြည်သူတွေအခက်အခဲနဲ့ရင်ဆိုင်နေကြရတယ်လို့သိရပါတယ်။ညီနောင်မမိတ်တုံးဖွဲဟာမူဆယ်105မိုင်မိုင်းယူဒေသကိုတစ်တုံညနှစ်ခွင်စစ်စင်ရင်နဲ့အတူတိမ့်ပိုက်ထားတာပါ။အဲ့ဒီလိုတိမ့်ပိုက်ပြီးနောက်မိုင်းယူဒေသကဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုညီနောင်တုံးဖွဲက တစက်မမက်လှုံ့ဆော်နေပါတယ်။ကျမအင်းကြီးဖြူပါ။